ကျွန်တော်ပြောခဲ့တယ်ဗောနော်ရာဝီတိုင်းကတညာအကုန်လုံးမင်းကညနေတည်းကပြန်ကြရဲဆိုတာတည်းက၁၈ရက်တည်းကပြန်ကြရဲပြန်ရပြီးတော့ပြောတာဗောနော်ညနေပိုင်းမှာတည်းကအကုန်လုံးလုံးဆုံးပြန်ရဲဟိုကျွန်တော်ပြောခဲ့တာမနက်ပိုင်းတုန်းကဗောနော်ခံစင်းနဲ့တိုင်နေတယ်ဗောနော်အခုကြတော့မဟုတ်တော့ဘူးတည်းကြညောင်းလုံးတို့ပါလို့ဆိုလို့ရှိရင်အကုန်လုံးကခံစင်းနဲ့မဟုတ်တော့တိုက်စင်းနဲ့ဖြစ်သွားတယ်လိုက်လံရှင်းနေတယ် မလို့တော့ခံစည်းတော့မလို့တော့သူအကုန်လုံးလိုက်ရှင်ဒါတိုက်ပွဲတော့ဖြစ်နေတယ်ဒါမှအကုန်လုံးလိုက်ရှင်နေတယ်ဒိန်းနေတယ်အေးရှိဖြစ်သွားတယ် ARV တိုင်းကဒီအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ ARV တိုင်းကအေးရှိဖြစ်သွားပြီလို့ရဲဘော်ပေါက်ဆပြောသွားသည်မူအဆုံးထိနာဆင်ဝေဖန်တုံးသက်ပြီးသွားခဲ့ကြပါဦးခင်ဗျာအာကျွန်တော်ပြောခဲ့တယ်ဗောနော် ARV တိုင်းခတိယအောင်အကုန်လုံးမနေ့ကညနေတည်းကပြန်ကြရင်စူးစားရ ဆက်ရှိရတဲ့ပြန်ရတယ်ပြန်ရပြီးတော့ပြောတာပေါ့နော်ညနေပိုင်းမှာတည်ရင်အကုန်လုံးလုံးဆုံးပြန်ရတယ်ဟိုကျွန်တော်ပြောခဲ့တာမနက်ပိုင်းတော့ပါပေါ့နော်ခံစင်းနဲ့တိုက်နေတယ်ပေါ့နော်အခုကြတော့မဟုတ်တော့ဘူးတည်ရင်ညောင်လုံးတို့ပါလို့ဆိုလို့ရှိရင်အကုန်လုံးကခံစင်းနဲ့မဟုတ်တော့တိုက်စင်းနဲ့ဖြစ်သွားတယ်လိုက်လံရှင်းနေမလို့တော့ခံစင်းတော့မလို့တော့သူကအကုန်လုံးလိုက်ရှင်းဒါတိုက်ပွဲတော့ဖြစ်နေတယ်အဲ့မှာအကုန်လုံးလိုက်ရှင်းနေတယ်ရင်းနေတယ် ေးစိတ်ဖြစ်သွားလေအာဝိတန်ရသိကြတာတခုကတော့သူကအောက်မှာလိုက်ရှင်းပြီဆိုတဲ့ဒါကိုဘက်ကပိုင်လောက်တဲ့ထင်လို့ပေါ့အဲ့ဒီလူမျိုးလိုက်ပြီးရစင်းပြီးရရှင်းနေတယ်အဲ့တော့အာဝိတန်ကလူတွေလည်းအကုန်လုံးလိုက်ရှင်းနေဒီနေ့ကတော့အကုန်လုံးပတ်တိုက်ရှင်းရှုပ်လို့သွားရှုပ်တယ်တရားမှမထားတော့ကိုယ်နေရာကိုပြန်ထားပြီးလိုက်အမိုက်တွေ အမိုက်နေကိုအမိုက်နေရကိုကိုပြန်သွားလေကိုနေရကိုပြန်သွားလာတော့နဲ့တော်ပြီပေါ့အဲ့လောက်ကြီးမင်းတို့လုံးဝကျင်နာဘောပြည်သူတွေပေါ့ဟုတ်တယ်မလားမင်းတို့နေရမင်းတို့ပြန်ရောက်တင့်နေပြီမင်းတို့လည်းမင်းတို့နေရနေအားတို့ဒီလည်းမင်းတို့နဲ့ပတ်သက်ခြင်းမင်းတို့ကလိုက်ပတ်သက်နေလို့ငါတို့ဒီကလိုက်ပြီးပတ်သက်နေရအဲ့တော့ စစ်သားတွေမှန်သမျှလည်းအကုန်လုံးကတိုကြတယ်ပေါ့အခုနှောင်းပိုင်းဆင်းလာတယ်ဘီတုစစ်တွေရောစစ်သားမျိုးဆရာဆရာကြီးရောပေါ့အကုန်လုံးကတိုကြဆရာကြီးတွေတင်ပြလမ်းပြမှုကလည်းကောင်းတယ်အဲ့ဒီအတွက်ကြောင့်လည်းဒီလိုချင်းနေမျိုးပြန်ရခဲ့ဆရာကြီးတို့ပူပူမှုပေါ့နော်အကုန်လုံးလမ်းပြမှုတွေကြောင့်ဒီလိုအချင်းလေးကိုပြန်ပြီးတော့ဆုတ်ကင်နိုင်တယ်ကွာနောက်ဆင်းသွားတဲ့လူတွေကလည်းတိကျတယ်ပြတ်သွားတယ်အဲ့ဒီလိုမျိုးပဲပြောအောင်အကုန်လုံးပေါ့နော်အကြီးကြီးတွေကအဆ နောက်ဆင်းတဲ့အကြီးကြီးတွေဆိုအကုန်လုံးဆိုလို့ရတရားမှ view မဆိုင်ဘူးအကုန်ကျုံးသွားဆင်းနေမလိုက်တာသွားအကုန်ထွက်ရှင်းဘယ်စိတ်တော့မထားဘူးကွာရန်သူဆိုလို့ရှင်သွားအဲ့လိုမျိုးမထားတော့ဘူးသွားရုပ်အကုန်လုံးဖက်ရှင်းပတ်နောက်ပိုင်းနေအခုဆိုလို့ရညောင်လုံးတို့ပါဆိုဖြင်းနေဟုတ်တယ်ဖြင်းနေတာတော့မှန်တယ်ဒါပေမဲ့အဲ့ဒါရှင်းနေဒါမှဆရာကြီးမကတ်တော့ မကိုလိုခံစင်းမဟုတ်လို့ထိုးစစ်သွားတွေ့တဲ့နေရာကိုလိုက်တက်ရှင်းနောက်ဆုံးတော့မဆုံးရင်ဆက်ပြစ်ရှင်းအားရတုံးနေအမျိုးမျိုးတွေလည်းတုံးနေနော်အဲ့ရတော့အားလာပြောပြတာပါလို့မနေရတဲ့ကနေပြီးတော့ထိုးစစ်နေတဲ့ဆင်းနေတဲ့အကြောင်းကျွန်တော်ကမနက်ပိုင်းခံစစ်ဘူရောအမဒိုးစစ်တောင်းဆင်းနေပြီကိုပြောလို့တောင်ပြန်မဆုံးပိုင်းမှာဤသူတွေရဲ့လက်နက်တစ်ခုဖြစ်တယ်ပေါ့နော်ပါစာတွေက ပြည်သူတွေရဲ့ဆန္ဒကြီးပဲပေါ့နော်ပါစာဖြစ်လာခဲ့တယ်အဲ့ဒီတော့ပြည်သူတွေရဲ့လက်နက်ဖြစ်တယ်ပြည်သူတွေကအဲ့ဒီလက်နက်ကိုကောင်းကောင်းအသုံးချနိုင်လို့ရှိရင်ကောင်းတဲ့နေရာမှာတော့ကောင်းမယ်အဲတကယ်လို့ဒါဒီလိုမျိုးတမနာကအကြံဖတ်တွေနဲ့ဝါပူပေါင်းပြီးတော့သုံးချမယ်ဆိုလို့ရှိရင်အဲ့ဒီလက်နက်ကကိုယ့်ကိုပြန်ပြီးတော့ထိခိုက်နိုင်တယ်။အဲ့ဒါပြည်သူစစ်မှုတန်းလို့ခေါ်တယ်။ ပြည်သူစစ်သားရင်အဲ့အဲ့တော့ကြောင့်မလို့သူတို့လက်နက်ကိုသူတို့ကအသုံးမပြုတ်တတ်ရင်တော့သူတို့ကိုပြန်ထိငိုလက်ထိနေတာပဲ။ဩအကျိုးရှိရှိကောင်းကောင်းမွန်မွန်နေတဲ့ပြည်သူတွေတိုင်းပြည်ပေါ်ချစ်တဲ့ပြည်သူတွေကိုကိုစစ်တပ်ကိုကိုမြန်နိုးတဲ့ပြည်သူတွေအဲဒီလူမျိုးတွေကြောင့်အေးဆေးပဲသူတို့လက်နက်ကိုသူတို့လှုပ်ပေးတာသူတို့လက်နက်ကိုလှုပ်ပေးတာအေးဆေးထိုင်ကြည့်ရုံမှာ ဘာထောက်ပံ့မှုမှလည်းပေးကြမှာမလို့အေးစီကိုရမင်းကိုစားပြီးတော့အေးစီထိုင်ကြည့်ရောရော့ဘီသူအတွက်စေတားတွေပေးတိုင်းဒီသူစစ်မှုတန်းဆိုပြီးလက်နက်ကြီးတစ်ခုလုံးပေးထားတယ်ကွာဘုဆိုနဲမှာတော့မဟုတ်ပါဘူးပိန်တောင်းတော့ကောင်းဟုတ်အဲ့ဒီလူမျိုးပြည်သူတွေကအေးရှေးထိုင်ကြည့်ရုံမဲ့ဟိုတမရော့ဘောထားပြီးတော့တိုင်းမီဘောချစ်တဲ့ပြည်သူတွေကတော့ လူတို့လက်နှောက်ထုတ်ပြီးတော့အေးစေးပဲဗောနော်အရှိမသွားလုံးလုံးကျွညွန်နောက်မှနေတိုင်းရင်ကြီးထဲမှာကိုယ်သမင်းကိုစားပြီးအေးစေးနေရတယ်ဗောသူတို့ဆိုကြည့်လိုက်တောင်ပြေးလိုက်မြောက်ပြေးလိုက်သူတို့အဲ့လက်နှက်အတုံးချတယ်ဘူးလေဓမ္မကကြီးမှာကြုံခံမှုပဲတတိမုံရွာလမ်းမပေါ်စစ်ကြောင်းထိုးလာတိတက်မိုင်းဆွဲခံရပြီးလေးဦးတေဆုံးမှုဆိုစကိုင်းတိုင်းရင်းမာပင်မြို့နယ်ပတိမုံရွာလမ်းပိုင်းတနေရာတွင်စစ်ကြောင်းထိုးလာတိတက်မိုင်းဆွဲခံရပြီးလေးဦးတေဆုံးကြောင်းသိရသည် ဇွန်လ16ရက်နေ့ခင်း7:00နာရီခန့်တွင်ရင်းမာပင်မြို့နယ်အရှိချမ်းပသိမ်မုံရွာလမ်းပိုက်တနေရာတွင်ရဲတပ်ရင်း28နှစ်နမခမစစ်သားနှင့်ရဲပူးပေါင်းအင်အား50ပါစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းရင်းမာပင်ခရိုင်ဘက်ကဖကသတင်းထုတ်ပြန်သည်။စာလင်းကြီးဘက်ဝမ်ပေါင်ရန်စီကုမ္ပဏီဘက်ကိုဦးတည်ပြီးတော့မှစစ်ကြောင်းထိုးတယ်ပေါ့။ အဓိကကရန်စီကနေကြေးတွေကိုပတိမုံရွာလန်းအတိုင်းမုံရွာဘက်ကိုပြန်ထုတ်ဖို့လမ်းပိုင်းအသုံးပြုဖို့စစ်ကြောင်းထိုးတာဖြစ်တယ်။ကိုဘက်ကမိုင်းဆွဲတော့ဒီစစ်ကြောင်းထိုးတဲ့အဖွဲ့ကလည်းပြန်ဆုတ်သွားတော့ခုလက်ရှိတော့ကြေးနေတွေကိုတခြားလမ်းကတည်ဖို့စဉ်းစားနေရရှိပါတယ်။ဟူရင်းမှာပင်ခရိုင်ဘက်ကဖမတာဝန်ရှိသူတဦးကမဖားသူပြောသည် စစ်အုပ်စုဝင်များတေဆုံးမှုကိုခီးသွားပြည်သူများဤပြောကြားချက်အရာအတည်ပြုနိုင်ကြောင်းအင်းကပြောသည့်အလောင်းတွေကိုတော့လမ်းခဏပိတ်ပြီးလာတဲ့တာပေါ့အဲ့မှာခီးသွားပြည်သူကားတွေကိုလည်းခဏပိတ်ထားတာပိတ်ထားတဲ့အချိန်မှာပြည်သူတွေကမြင်ရတာပေါ့မြင်တော့ကြမှာဘယ်နှစ်ယောက်တေဆုံးတာသိရတာပေါ့ဟုတ်ကင်းကဆက်လက်ပြောသည် မိုင်းဆွဲတိုက်ခိုက်ပြီးနောက်စစ်ကောင်စီစစ်ကြောင်းကပြန်လည်ပြစ်ခတ်ခြင်းမျိုးမရှိတော့လဲရဲတပ်ရင်း28မှလက်နက်ကြီးများဖြင့်အနီးရှိကျေးရွာသို့ပြစ်ခတ်ခဲ့ကြောင်းသိရသည်ရင်းတိုက်ခိုက်မှုကိုရင်းမာပင်မြို့နယ်တိုက်နယ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဲမောင်ပျောက်ကြားတပ်ဖွဲ့ကဆင်နွှဲခဲ့ခြင်းဖြစ်သည်ဇာနေလားသမ ्या ကခိုင်းသမ ्या ခံဟိုလုံးသမ ्या ခံ ဟာလဲဆိုဘူးသူတို့တွေကသူတို့ရဲ့လက်နောက်အသုံးမချတယ်သူတို့ကသူတို့တော်တယ်မှာပဲသူတို့ဘဝကိုပဲသူတို့ကိုယ်တိုင်ပဲလှုပ်ချင်တယ်သူတို့ဘဝကိုသူတို့တော်တယ်မှာပဲဆုံးသက်ချင်တယ်កောင်းနေပေါ့နော်ဒါမှဟောရန်လေးလာပါတယ်တိုင်းပြည်တပြည်လုံးလည်းချစ်ပါနဲ့လူမျိုးတရားမှလည်းဖွဲချောက်ဘူးเนาะအကုန်လုံးခင်ပါတယ်အဲကျေးဇူးတင်တယ်ဒီလိုပါစတရားအနေနဲ့ပြည်သူတွေရဲ့လက်နက်တစ်ခုဖြစ်လာတဲ့ကျွန်တော်တို့ပါစအရည်လည်းရန်ဝမ်းသာပါတယ်ဒီနေ့ နေရတော့ပါတင်းချီနဲ့တခုပြရတယ်ဗာပြရလဲဆိုတော့နော်ကိုကြီးတယောက်နေပြအဲ့ဒီ PDF ကပဲအခုရသူ့မွေးနေမှာဒုံနှစည်းလိုချင်တယ်ဒုံနှစည်းလိုချင်တယ်ဆိုတော့သူအလှကန်နေပေါ့နော်လူကန်နေဆိုတော့ကွာအဲ့ဒီဒုံနှစည်းကကွာလူကိုတတ်မဲ့လက်နှက်ဖြင့်အဲ့ဒါကြီးကိုကသူကအလှကန်နေဆိုတော့အဲ့ဒုံနှစည်းရဲ့တန်ကြီးကွာ3-5000ရှိတယ်ကွာ ိုင်းပြည်ရဲ့အတွက်ဘယ်သူတို့ထိခိုက်ပြည်သူတွေပဲထိခိုက်တယ်ကွာထိခိုက်တဲ့အခါမျိုးကြတော့အဲ့ဒီဟုတ်စာလုံးမဲ့အစားသူ့ရဲ့မွေးနေ့လေးမှာကောင်းမှုကုသိုလ်လုပ်တဲ့အနေနဲ့ကွာရစီသွားတဲ့ပြည်သူတွေရဲ့အိမ်မိသားစုတစုသိန်း90ပြေးကွာရှေ့စုစုသိန်း900ဟာရှေ့စုစုသိန်း900ရှိတယ်ကွာအစု20သိန်း1000 40ဆိုလို့ရှင်2000ရှိတယ်ကွာ50ဆိုလို့ရှင်50ဆိုလို့ရှင်ဘောက်ပြန်2500ရဲ့အဲ့ဒီလူမျိုးကလူတန်းရင်တော့မပြီးအဲ့ဒီမွေးနေမှာကုသမရဘူးအဲ့နောက်ပြီးတော့တခုရှိပြီးကောင်မလေးတယောက်ပြောတယ်ဝိသားတဲ့စစ်သားလားပညာလားမသိဘူးတဲ့သူ့ကိုလာပြောသွားတယ်ဗောနော်ခြေပေါက်မှလာလုံးအဲ့အဲ့ဒီပြောသွားတဲ့ဟုတ်စာကြီးရတယ်အမှန်ကကြောင့်ဒီသူလူလူပြောမှမသိဘူး သူတို့ကပြောလိုက်ရင်းနေစစ်တာဒါပဲသူတို့ကကောင်းစင်တက်ပြီးမှလေမကောင်းမကောင်းကြောင်းဘူးပြောပါပြောနော်ပါပြောလေပေါ့နော်ပြည်သူထမင်းကျွေးတဲ့ဟုတ်ကဲ့ကျွန်မတို့ကစားပြီးပြည်သူကိုပြည်သူရောက်တာတွေပဲယူဝဲတာပါလို့သူကအဲ့ဒီပြောတယ်ပေါ့နော်ပြောတဲ့အခါမျိုးကြောင့်ငါပြောတာကအဲ့ဒီလူမျိုးငကိုတစ်ချိန်လုံးရတာလေသူပြောတဲ့လူမျိုးပေါ့ကွာပြည်သူပေါ့ပြည်သူတွေပေါ့တိတက်ခဲ့မယ်ဆိုလို့ရှိရင်ဒီနိုင်ငံကြီးတောင်ဖြစ်เสียကြမှာသူ့လိုလူမျိုးအယောက်1000 2000မရှိဘူး အဲ့ဒါဆိုလို့ရှိရင်ကွာဒီနိုင်ငံကြီးကကောင်းကောင်းမွန်မွန်ငြိမ်းချမ်းတယ်။ဘာဖြစ်လို့အဲ့လိုပြောရတာလဲဆိုတော့သူတို့ကအဲ့ဒီအချိန်တည်းကဒီဟုတ်စာကြီးကိုမလုပ်ဘဲနိုင်ငံရေးကိုမလုပ်ဘဲနဲ့ဟိုပြည်သူတွေနဲ့စစ်တပ်နဲ့သူတို့ပူးပေါင်းခဲ့မယ်ဆိုလို့ရှိလို့ရှိရင်ကွာဒီနိုင်ငံကြီးကမင်းကသမ ्या ကနိုင်ငံတွေရောအစတရအစနေရအောင်တိုးတက်ခဲ့ဦးမယ်အခုတော့အဲ့ဒီလူမျိုးငကိုတော့စိတ်သက်ရှိခဲ့ရင်ပြောတာပေါ့နော်အခုမှအဲ့ဒီစိတ်သက်မျိုးရှိတော့နိုင်ငံပြတ် အဲ့တော့သူတို့ကမသိဘူးသူတို့ပြောလိုက်လို့ရှိရင်ပြည်သူတွေအတွက်ပါပြည်သူတွေအတွက်ပါဘယ်ဆုံးပြည်သူတွေရပဲလူလားခံနေရငကိုတွေကဒုက္ခရောက်ငလင်းဘေးဒုက္ခရောက်လိုက်စစ်ဘေးဒုက္ခရောက်လိုက်အကြောင်းအရာတွေအကုန်လုံးဒုက္ခရောက်နေတာတော့အလူခံရတယ်အလူခံတာလည်းကြည်ုံဒုံနစီဘူးတဲ့တရားတကောက်တက်ဘူးပြည်သူလူတွေတိုင်းပြည်သူကြီးတွေအကုန်လုံးထိခံဟုတ်တယ်နော်